ှမာကုခရဝင်ခန်းကြီးတက်ခန်းငယ်တက်မှလီဘုရားသခင်သားတော်ယေရှုခရစ်ဤဧဝံဂေလိတရားဤအစကိုဆိုပြန်အနာဂတ်ကျမ်းစာ၌လာသည်ကားကြည့်ရှုလောတင်သွားရလမ်းကိုပြင်ရသောငါဤတမန်ကိုသင်ရှိ၌ငါစီလွတ်၏တောင်း၌ဟစ်ကြော်သောသည်အသံမှာ ထောင်ရဖျားကြွတော်မူရာလမ်းကိုပြင်ကြလောလမ်းကြီးတော်ကို ဖြောင့်စီကြလောဟုလာသည်နှင့်အညီယောဟန်သည် တော၌ဗတ္တိဇံကို ပေးလျက်အပြစ်လွတ်ခြင်းအဖို့အလို့ငါနောင်တနှင့်ဆက်ဆိုင်သောဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏အာမင် ရှမကုခရွင့်ကျမ်းရဲ့အစမှာဧဝံဂေလိတရားရဲ့အစဆိုတာလေးကိုသူကပြောထားတယ်။ဖျားသခင်ရဲ့သားတော်ယေရှုခရစ်ရဲ့ဧဝံဂေလိတရားဤအစကိုဆိုပြီးအန်လို့ပြောပါတယ်။ဆိုတော့ဧဝံဂေလိတရားကဘယ်အချိန်ကနေစခဲ့တာလဲ။ ဓမ္မဟောင်းကာလမှာဣသေးလလူတွေဟာဘုရားသခင်ကို အမျိုးမျိုးပြစ်မှားခဲ့ကြတယ်။နောင်တရဖို့နော်ဘုရားသခင်ကတတိပေးဆုံးမခဲ့ပေမဲ့နောင်တမရခဲ့ဘူး။အဲ့ဒီနောက်မှာပရောဖက်တွေပေါ်ထွန်းခဲ့ပြီးနောက်ဆုံးမှာနော်ဒီပရောဖက်တွေလည်းဘာမှထပ်မထွက်လာတော့ဘဲနဲ့နှစ်ပေါင်းများစွာဘုရားသခင်ရဲ့တိတ်ဆိတ်နေတဲ့အချိန် silent period ရှိလာခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာဒီဘက်တိဇန်ဆရာယောဟန်က ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားအစကို သူကဟောခဲ့တာဖြစ်တယ်။အနာဂတ်ကျမ်းဆိုတာကဒီဓမ္မဟောင်းကာလမှာကလေးကအဒီဖော်ပြထားတဲ့အရာတွေထဲမှာကြည့်ရှုပါသင်သွားရလမ်းကိုပြင်ရတယ်ငါရဲ့တမန်တို့ကိုသင့်ရှင်းမှာငါစီလွတ်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဖော်ပြထားသလိုပဲဒီတောထဲမှာဗတ္တိဇံဆရာယောဟန်ကတော့အော်ဟစ်တဲ့အတန်ကထောင်ရဖျားကြွတော်မူရလမ်းကိုပြင်ကြလို့တဲ့နော် ဒီချိန်မှာခရစ်တော်ကသူ့ကိုမရောက်လာသေးဘူးတောမှာသူကလူတွေကိုနောင်တရဖို့တော့အပြစ်လွတ်ခြင်းအခွင့်ပေးပြီးနောင်တနဲ့ဆက်ဆိုင်တဲ့ဗတ္တိဇံတရားကို ဟောနေတာဖြစ်ပါတယ် ဆိုတော့ဧဝံဂေလိတရားဆိုတဲ့အရာကသတင်းကောင်းကို ပြောခြင်းဖြစ်တယ်ဗတ္တိဇံဆရာပြောနေတဲ့အရာကနောင်တရပါထာဝရဘုရားကြွတော်မူရာလမ်းထာဝရဘုရားကြွလာတော့မယ်ဒီကြွတော်မူရာလမ်းကိုပြင်ကြပါလို့ပြောကြတယ်ဒီနေ့ကျွန်တော်တို့ဧဝံဂေလိတရားအကြောင်းကိုယုံကြည်သူတိုင်းကသိကြတယ်ကြားကြတယ်အချို့တို့ကလည်းဧဝံဂေလိတရားကိုဒီဇိုင်းမမတ်လုပ်တယ်လို့အချို့ကလည်းအသင်းတော်ရဲ့တိဆောက်ခြင်းလုပ်ငန်းတွေကိုလှုပ်ဆောင်နေဆိုတာတွေ့ရတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီတိုင်းကယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းဧဝံဂေလိသတင်း စကားတွေကိုဝေးငှသတိခံဖို့ကျမတို့မှာတာဝန်ရှိပါတယ်။ကျမတို့ကိုယ်တိုင်ကမိဘဘိုးဘွားတွေရဲ့ယုံကြည်ခြင်းကြောင့်ခရစ်ယာန်တယောက်ဖြစ်လာခဲ့တော့လဲစစ်မှန်တဲ့ဧဝံဂေလိတရားကိုသေချာစွာကြားပြီးနောက်မှသာလင်ပြောင်းလဲခြင်းဖြစ်လာတာဖြစ်တယ်။ ဒါပေမဲ့အချို့သောသူတွေကယေရှုခရစ်တော်ကိုယုံကြည်ပါတယ်လို့ပြောလိုက်ပြီးနောက်ဆုံးမှာခရစ်တော်ရဲ့အောက်မှာမရှိဘဲနဲ့ဘာသာတရားရဲ့အောက်ကိုပြန်ပြီးတော့ရောက်သွားတယ်ပြောချင်တာကကိုယ့်ရဲ့လူမျိုး ကိုယ့်ရဲ့ဂိုင်းကနအဖွဲ့အစည်းဆိုတဲ့အစွဲတွေကယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာရှိတယ်တကယ်တော့စစ်မှန်တဲ့ဧဝံဂေလိတရားဆိုတဲ့အရာကယေရှုခရစ်တော်ပဲဖြစ်တယ်။ဖျားခင်ရဲ့နိုင်ငံတော်နဲ့ရှင်တဲ့ဧဝံဂေလိတရားဖြစ်ပါတယ်။ လောကပုံသဏ္ဍာန်ဆောင်နေတဲ့ဒီဘာသာရေးလွှမ်းမိုးမှုတွေအသင်းတော်ရဲ့လွှမ်းမိုးမှုတွေဂိုင်းကနလွှမ်းမိုးမှုတွေအောက်ကနေဖောက်ထွက်လာပြီးတော့လူအပေါင်းကယ်တင်ခြင်းကို ရောက်ရှိဖို့เนาะတမန်တရားကိုသိစေဖို့ဖျားအလိုရှိတဲ့အတိုင်းလူတွေကယ်တင်ခြင်းရဖို့ဝေငှခြင်းဖြစ်ပါတယ်ဧဝံဂေလိတရားဟာလောကနဲ့ဆိုင်တဲ့အရာမဟုတ်ပါဘူးဖျားသခင်ရဲ့နိုင် ငံတော်နဲ့ဆိုင်တဲ့အရာဖြစ်တယ်။ယေရှုခရစ်တော်ကိုယ်တိုင်ပါပြောလေဆိုရင်ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ရှင်တဲ့ဧဝံဂေလိတရားတွေကိုအခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်ထိုသူအလို့ငါငါကို စေလွတ်လျက်ရှိသည်ဟုမိန့်တော်မူ၏လို့ပြောတယ်ပြီးတော့မှဂါလိလဲပြည်ကနေတခြားတရားစရက်တွေမှာတွားရောက်ပြီးတော့မှခရစ်တော်ဟာလေဧဝံဂေလိတရားကိုပြောခဲ့တယ်ဆိုတာကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်ဒီနေ့သခင်ယေရှုခရစ်တော်ရဲ့နောက်ဆုံးမိန့်တော်မူချက် Great Commission ကလေသူ့ရဲ့ဧဝံဂေလိတရားကိုလူတိုင်းအတွက်ပြောဖို့ဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဟာနော်အဲသူ့ကိုခရစ်ဖျားကခပခမီးတော်က ကောင်းကင်ကနေဆစ်လွတ်ခဲ့တယ်။ဒီလိုဆစ်လွတ်လိုက်ခြင်းက လောကကြီးထဲမှာရှိတဲ့လူသားတွေဝမ်းမြောက်ဖို့ဧဝံဂေလိသတင်းစကားကိုကြားရဖို့ကဲတင်ခြင်းရရှိစေဖို့ဖခင်ရဲ့နိုင်ငံတော်တည်ထောင်ဖို့ဒီနိုင်ငံတော်ထဲမှာဝင်စားကြဖို့ဖြစ်ပါတယ်။ ဒီနေ့ကျမတို့လှုပ်ဆောင်နေတဲ့ဧဝံဂေလိတရားသည်ကိုယ့်ရဲ့လူမျိုးရေးအတွက်မဖြစ်စေရပါဘူး။ကိုယ့်ရဲ့ဘာသာရေးနဲ့ကိုယ့်ရဲ့ဂိုင်းကနာအတွက်မဖြစ်စေရပါဘူး။ဧဝံဂေလိတရားသည်လူအပေါင်းအတွက်ဝင်ခါရမှာဖြစ်ပါတယ်။ရှင်ခရင်ခန်းကြီး78ခန်းငယ်36မှာယေရှုကငါ၏နိုင်ငံတော်သည်ဤလောကနှင့်မဆက်ဆိုင်နဲ့။ငါ၏နိုင်ငံသည်ဤလောကနှင့်ဆက်ဆိုင်လင်ငါသည်ယူဒလူတို့လက်သို့မရောက်စေခြင်းငါ၏လူတို့သည်တိုက်လှန်ကြလိမ့်မည်။ယခုမူကားငါ၏နိုင်ငံသည် ဤဒေသနှင့်မဆက်ဆိုင်ဟုမိန့်တော်မူ၏လို့ပြောတယ်။ယေရှုခရစ်တော်လှုပ်ဆောင်နေတဲ့ဧဝံဂေလိတရားယေရှုခရစ်တော်တည်ထောင်နေတဲ့နိုင်ငံသည်လောကမှာရှိတဲ့လူတွေတည်ထောင်တဲ့အရာလူတွေတည်ထောင်တဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ဖျားသခင်ရဲ့နိုင်ငံတော်ဖြစ်တဲ့လက်ဝါးကတိုင်နဲ့လက်ဝါးကတိုင်ပေါ်မှာအသေးခံပေးခြင်းအဖြစ်ဒီလက်ဝါးကတိုင် လဝါကားတိုင်းတရားအားဖြင့်တည်ထောင်တဲ့နိုင်ငံဖြစ်တယ်။ကျွန်တော်တို့ဒီနေ့ဥဝင်ကီတီလှုပ်ဆောင်နေပေမဲ့လူတွေက ရန်ရှာခြင်းနေမနာလိုခြင်းနေပြိုင်ဆိုင်ခြင်းနေမုန်းတီးခြင်းနေနဲ့ရှိတယ်။ ပြောရမယ်ဆိုရင်ဧဝံဂေလိတရားလှုပ်ဆောင်နေပေမဲ့လူရည်ရဲ့စိတ်ထဲမှာဇာတိစိတ်တွေလွှမ်းမိုးနေတယ်။ဘာကြောင့်လဲဆိုရင်ငါရဲ့နေပင်ဒါကငါတို့ဧဝံဂေလိလှုပ်ခဲ့တဲ့နေပင်ဒါကငါတို့အဖွဲ့အချုပ်ငါတို့အဖွဲ့အစည်းငါတို့ဂိုင်းကနာရဲ့သာသနာကွင်းနေဟုတ်တယ်။ဒါငါတို့ငါတို့ဆိုတဲ့အရာနဲ့ပဲလူတွေကဇာတိစိတ်တွေလွှမ်းမိုးနေတယ်။ဒီနေ့ဒီနိုင်ငံတော်မှာလောကကြီးမှာလှုပ်ဆောင်တဲ့ဘလို့ အရာပဲဖြစ်ပါစေတည်မြဲတဲ့အရာမဟုတ်ပါဘူးလောကအရာတွေမတည်မြဲဘူးနိုင်ငံတော်အတွက်ကျမတို့ကလှုပ်ဆောင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ဧဝံဂေလိတရားသည်လူတိုင်းနဲ့သက်ဆိုင်တဲ့အရာဖြစ်တဲ့ဒါဆိုဧဝံဂေလိတရားကိုဝေငှဖို့ရန်အတွက်ကျမတို့ဒီချိန်မှာဆုတောင်းရမှာဖြစ်တဲ့ကိုယ့်ရဲ့တတားကိုစက္ကန့်ရမှာဖြစ်တဲ့အခုလိုခရင်ဆိုးရုံနေတဲ့အချိန်ကာလမှာလူတွေကဖျားကိုမျောလင့်နေကေတင်နိုင်မဲ့သခင်ကိုမျောလင့်နေပဝန်းကျင်မှာရှိတဲ့ နော်လူသားတွေကိုကြည်လန့်ရအောင် ကျမတို့ရဲ့မိဆွေတငယ်ချင်းတွေအိမ်နီးနားချင်းတွေမှာရှိတဲ့သူတွေကိုကျမတို့ကြည်လန့်ရအောင် လူတိုင်းဟာပူလောင်မှုတောကတွေနဲ့သက်ရှင်နေရကြတာဖြစ်တယ်ကျမတို့ဒီလေလူသားဖြစ်တဲ့အတွက်ဒီပူလောင်မှုတောကထဲမှာရှိနေတာမှန်ပါတယ်သို့တော်လည်းပဲဒီတောကတွေထဲမှာပဲညင်သက်ခြင်းရရှိနေနိုင်ခြင်းက ငြိမ်သက်စွာနဲ့ကျမတို့ဖြတ်သန်းနိုင်ခြင်းကဘုရားသခင်ရဲ့မေတ္တာအကြောင်းဖြစ်တယ်။ထိုကေတင်ရှင်ယေရှုခရစ်တော်ရဲ့မေတ္တာတရားအကြောင်းဖြစ်တယ်။ဒါကြောင့်ခရစ်တော်ရဲ့မေတ္တာတရားနဲ့ခရစ်တော်ရဲ့ကေတင်ခြင်းသတင်းစကားကိုလူသားတိုင်းခံစားရပြီးဒီလိုအခက်အခဲတွေကြားထဲမှာသူတို့တွေလည်းကျမတို့လိုငြိမ်သက်စွာနဲ့ဖြတ်သန်းနိုင်ဖို့ရန်ကျမတို့ကဧဝံဂေလိကိုဝေငှလုဆောင်ရမှာဖြစ်ပါတယ်ဒီနေ့ဧဝံဂေလိလုဆောင်တဲ့အခါမှာเนาะကျမတို့ရဲ့ဘဝအသက်တာအတွက် ကျမတို့လှုပ်ဆောင်နေတဲ့အရာတစ်ခုချင်းစီတိုင်းအတွက်ဘုရားရှင်ကကျမတို့ကိုကောင်းကြီးပေးနေတယ်လို့ကျမတို့နဲ့အတူတူရှိနေတာဖြစ်တဲ့အတွက်ဘုရားကိုကျေးဇူးတင်ပြီးထိုသခင်ရဲ့ခွန်အားနဲ့အတူနိုင်ငံတော်နဲ့ရှင်တဲ့ဧဝံဂေလိသတင်းကောင်းကိုကျမတို့ဝေငှရမှာဖြစ်ပါတယ်။ကျမတို့ရဲ့လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ပါဘူး။လူမျိုးတကာအတွက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်က သူ့ရဲ့ကဲတင်ခြင်းကို လူသားတိုင်းနိုင်ငံသားတိုင်းကို ခံစားစေချင်တာဖြစ်ပါတယ်။ယေရှုခရစ်ရဲ့ဧဝံဂေလိတရားကဖျားသခင်ရဲ့နိုင်ငံတော်ကိုလူတွေပြောင်းလဲပြီးရောက်ရှိလာဖို့ ဖြစ်ပါတယ်ဒီနေ့ဘာသာရေးတွေနောက်အသင်းအဖွဲ့တွေနောက်အဖွဲ့အစည်းတွေနောက်မှာလိုက်ဆောင်ခြင်းမဟုတ်ဘဲနဲ့လောကီပုံတံတန်းကို ဆောင်ခြင်းမဟုတ်ဘဲနဲ့ကျမတို့ဟာသခင်ယေရှုခရစ်တော်ရဲ့နိုင်ငံတော်သားအဖြစ်နဲ့ဝင်ရောက်နိုင်ဖို့ရန်ကျမတို့ရဲ့အသက်တာကို ပြင်ဆင်ရင်းကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကိုဧဝံဂေလိတရားဝေငှနိုင်ဖို့ရန်အတွက်ကျမတို့ရဲ့အသက်တာကိုပြင်ဆင်ဖို့ဖြစ်ပါတယ်ချစ်တော်မိတ်ဆွေဖျားသခင်ကတင့်ကိုဧဝံဂေလိ တရားဝေငှပို့ရန်အတွက် အလိုရှိပါတယ်။သင်ရဲ့မိသားစုထဲမှာခရစ်တော်ကို မသိသေးတဲ့သူခရစ်တော်ရဲ့ကယ်တင်ခြင်းကိုမခံစားရသေးတဲ့သူသင်ရဲ့အိမ်နီးနားချင်းပတ်ဝန်းကျင်မှာသင်ရဲ့လုပ်ငန်းခွင်ထဲမှာသင်ရဲ့တငယ်ချင်းမိတ်ဆွေနဲ့ဆွေမျိုးသားချင်းနေကြတဲ့မှာခရစ်တော်ကိုမသိသေးတဲ့သူကိုအေဝံဂေလိတရားဝေငှဖို့လူအပ်ပါတယ်။ဘာကြောင့်လဲဆိုရင် လူတိုင်းလူတိုင်းဟာလွတ်မြောက်ခြင်းနဲ့ကယ်တင်ခြင်းကို ရရှိလိုကြတဲ့သူတွေပဲဖြစ်တယ်။သို့တော်လည်းထိုလွတ်မြောက်ခြင်းနဲ့ကယ်တင်ခြင်းကိုပေးနိုင်တဲ့သူဟာတပါးရသောသခင်ယေရှုခရစ်တော်ဖခင်ပဲဖြစ်တယ်။ဒါကြောင့်တမန်တော်ဝတ္ထုအခန်းကြီး၄ထဲမှာထိုသခင်၏နာမတော်မှတပါးငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှကောင်းကင်အောက်လူတို့တွင် မပေါ်မရှိဟု ပေတုသည်ထိုသူတို့အားမွတ်ဆို၏လို့ပြောထားတယ်။ချက်တော်မိတ်ဆွေများ ကျွန်တော်တို့ကိုကယ်တင်နိုင်တဲ့တပါးတည်းသောနာမတော်ယေရှုခရစ်တော်ရဲ့နာမတော်အဖြစ်လူတိုင်းလူတိုင်းကယ်တင်ခြင်းသတင်းစကားကိုရရှိစေဖို့ယံယခုပင်လင်ဧဝံဂေလိတရားကိုဝေငှသက်သေခံတော်သူများဖြစ်ကြပါစို့လို့ခွန်အားပေးခြင်းပါတယ်အလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ဂျေဇုမြတ်တာရောရှင်အဖဖျားကိုရောကိုဂျေဇုတင်ပါတယ်။တနေ့တာလုံးကောင်းမွန်စွာအသက်ရှင်သွားလာလှူရှားစားတော့ပါတယ်။ ဘင်းဒီလုံးချုံကင်းရှင်းစွာနဲ့ရှင်သန်ရသောကြောင့်ကျေးဇူးတင်နေအသက်မွေးလောက်သောအစားနှင့်သုံးလောက်သောငွေကြေးများကိုပြင်ဆင်ပေးသောကြောင့်လည်းကိုရောကိုချီးမွမ်းပါれချီးမွမ်းခြင်းဂုဏ်ပြုခြင်းကိုခံထိုက်သောဖျားသားသမီးအသက်တာကိုပြင်ဆင်ကောင်းချီးပေးသလိုတစ်နှစ်တာလုံးလှူဆောင်ခဲ့သောလုပ်ငန်းဆောင်တာများထဲမှကိုရောအတူပါရှိခဲ့သောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါれသားသမီးနေရကာလများကိုပို့ဆောင်ပေးနေလို့ကျေးဇူးတင်ပါれခက်ခဲသောနေရကာလမှာကိုရရှင်ဧဝံဂေလိသတင်းစကားကိုလူတိုင်း ိုင်းကိုဝင်းကားဖို့ယနေ့ကိုရောသားသမီးတို့ကိုတုံသင်သောကြောင့်ယေရှုတင်နေသားသမီးတို့ကိုယ်တိုင်သူတစ်ပါးကိုကိုရောရဲ့ဧဝံဂေလိတရားကြောင့်မဝေငှတ်တတ်တော်လဲ ဝင်ငှားတဲ့သူတွေအတွက်နောက်တန်းကနေဆူတောင်းပေးခြင်းဧဝံဂေလိမျိုးစေ့ကိုကျဲခြင်းအားဖြင့်သာသမီတို့၏အသက်တာမှာရှိတဲ့အရာနဲ့ကိုရရှင်ဖျားစီခိုင်းတဲ့အရာတွေကိုလှုပ်ဆောင်နိုင်ဖို့ပြင်ဆင်ပေးသနာတော်မူပါယေရှုမြတ်တော်ရှင်အဖဖျားအချိန်တို့သည်တပြေးပြေးနဲ့ကုန်ဆုံးလျက်ရှိပါ၏လူသားတိုင်းကဘာမြေကြီးပေါ်မှာအသက်ရှင်တဲ့ဖျားကဲတင်နေတဲ့ဖျားသခင်ကိုမျှော်လင့်လက်နေပါ၏ဒီချိန်မှာသာသမီတို့လက်ဝဲမှာသာသမီတို့ကိုယ်တိုင်အပိုင်ရရှိထားသောထာဝရအသက်အတွက် ထိုသူတွေကိုသိရှိစေဖို့ဧဝံဂေလိတရားကိုဝေငှနိုင်သောသူများဖြစ်စေပါမိမိဤလူမျိုးမိမိအသင်းတော်မိမိဂိုင်းကနအဖွဲ့အစည်းအတွက်မဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်လှုပ်ဆောင်နိုင်သောသူများဖြစ်စေတော်မူပါပါယေရှုတင်ပါတယ်ကိုရောကိုချီးမွမ်းတယ် မြန်မာနိုင်ငံတဝမ်းလုံးမှာရှိကြတဲ့ပြည်သူပြည်သားအလုံးကိုဘေးကင်းလုံခြုံစေပါ။ကြမ်းမခြင်းကိုပြီးပါ။လူသားတိုင်းစာဝတ်နေရေးတွေချောင်းလဲစေပါ။ခက်ခဲသောအခြေအနေကာလတွေမှာတိုင်းပြည်ကြီးကိုငြိမ်သက်ခြင်းပေးပါဗျာ။တိုင်းနိုင်ငံကိုအုပ်ချုပ်နေသောအစိုးရမင်းများပြည်သူပြည်သားများသက်ဆိုင်ရာတာဝန်ရှိသောသူများနိုင်ငံခေါင်းဆောင်များဖန်ဆီးခြင်းခံရသောသူများ နိုင်ငံအတွက်ဖက်ဖက်ကနေစူးစမ်းရုံးကန်နေကြသောသားသမီးတွေကိုလည်းကောင်းချီးပေးတော်မူပါမကြမ်းမမဖြစ်နေတဲ့သူစိတ်မတန်ကြီးတွားနေတဲ့သူဒုက္ခအခက်ခဲများကိုရင်ဆိုင်ကြုံတွေ့နေရတဲ့သူစောင်းဝင်နေကြက်တဲတဲ့သူအကျွေးနွန်းနှဲမှနှမြုပ်နေတဲ့သူတွေပြဿနာများကိုရင်ဆိုင်ဖြစ်ရှင်းနေရသောသူတွေ ကျင်းတဲ့ချက်ထဲမှာဘေးချက်နှံချက်ရင်ဆိုင်နေရတဲ့သူတွေထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေလွတ်မြောက်နေမြေများသို့ရောက်ရှိနေတဲ့သူမလွတ်မြောက်နေမြေမှာလဲကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းနဲ့ပုံအောင်နေရတဲ့သူတွေကိုသနာပါတိုင်းပြည်ကြီးကိုအမြင့်ဆုံးငြိမ်းချမ်းစေပါဗျာပြည်သူပြည်သားအားလုံးစည်းလုံးညီညွတ်စေပါယုံကြည်သူသားသမီးများတို့ဒီဖျားသခင်ရှေ့တော်၌ဒူးထောက်ဆုတောင်းလျက်ကိုစောင်းအပြုကမြမပြည်တို့ကြီးချမ်းသာရဖို့မျှော်လင့်နိုင်သောသူများဖြစ်စေပါယုံကြည်သူတို့၏တတ်တာ၌သစ္စာရှိသောသူများဖြစ်စေပါယုံကြည် ီချင်းအရာမှခိုင်ခန့်စီပါကျွန်ုပ်တို့အသက်တာထဲမှာမျောလင့်ခြင်းကဲမဲ့သောသူမဟုတ်မျောလင့်ခြင်းအားကြီးသောသူတွေဖြစ်စီပါကိုရောအပေါ်အပြည့်အဝယုံကြည်စိတ်ချခြင်းအားဖြင့်ဘုရားရှင်ရဲ့ဘုန်းတော်ကိုခံစားရသောသူများဖြစ်စီတော်မူပါယေရှုမြတ်တော်ရှင်အဖတဏိတာလုံးမှာခရစ်ရှင်ကောင်းကြီးပေးခဲ့သူတညတာလုံးဘေးကင်းလုံခြုံစီပါဖဒါမျိုးနေထိုင်ရာကဘာကြီးသည်အမတန်မှဆက်ဆုပ်စရာကြောက်ရွံ့စရာ ကဘာကြီးတစ်ခုလိုဖြစ်နေပါပြီ။လှမသောခရရှင်ဖန်ဆင်းထားသောလက်ရာတို့တို့သည် လူသားတွေအဖြစ်ကြောင့်ပြတ်သုံးလျက်ရှိပါပြီကိုရော။သားမျိုးတွေအဖြစ်ဒီကို ပြန်လဲ၍ခွင့်လွှတ်ပေးသနာတော်မူလျက် ဣကယုနာတရားနဲ့အညီသာသမီတို့ကိုကဲတင်ပေးပါဗျာ။ဝမ်းနေကြွဲနေရတဲ့သူတွေကိုနှစ်သိမ့်ခြင်းပေးပါဗျာ။တ냐တာလုံးမလေးတောင်းတော့ရေအောင်၌ဘေးကင်းလုံခြုံစွာအိတ်ဆက်နားယူရတော့ခွင့်ကိုပြင်ဆင်ပြီးတော့မူပါ။ယန္တူနောက်ဆက်ခြင်းဖြစ်စီခြင်းစာရမဏေဤမှောင်မိုက်တကိုဝိညာဉ်စုလက်နဲ့စုနတ်စုဝိညာဉ်စုမိစ္ဆာစုတို့ဤလောက်ရမြတ်ယောက်ျားစုပြီးမိန်းမစုပြီးတဘာဝဘီအန်ဒီရဲ့အမျိုးမျိုးအိမ်မက်ဘေးစုအမျိုးမျိုးကနေကင်းဝေးစေတော်မူလျက်အတောင်းတော့ရေအောင်မှာနှစ်ချိုက်စွာအိပ်ပျော်ရတော့ ခွင့်ကိုပြင်ဆင်လက်ကောင်းကြီးပေးပါအမိချောင်းတပါးရတော်သားတော်သခင်ယေရှုခရစ်တော်ဘုရား၏နာမတော်မြတ်၌ဂျေဇုတော်ကိုချီးမွမ်းလက်တညတာအတွက်ဆုတောင်းစကတ်အနံပါ၏အဖထာဝရမြတ်စွာတော်ဘုရားအာမင်